တော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုတော့မှတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအလုံးအတွက်3ရက်ဆယ်လ2025ကနေ9ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခွင်ဒီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလမှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဘယ်လိုကံရလေးတွေကြုံတွေ့ရတတ်လဲဆိုတော့ပထမဆုံးအဲဘာသာရေးနဲ့ဆက်နွယ်တဲ့ကိစ္စလေးတွေကိုအရင်ပြောခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့ ဒီရှစ်ပုံရှစ်ခံကြီးမာတဲ့ပုံကိုယ်တွေဆိုလို့ရှိရင်ဗောလေအပထမ်းဆက်အဲပုံကိုယ်တွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းပုံကိုယ်တို့ပုံကိုယ်မြတ်တွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းဖူးမော်ရတတ်တဲ့ဂိမ်းမျိုးတွေကြုံရတတ်တယ်နော်အပြင်မှာတော်တော်ကောင်အိမ်မက်ထဲမှာတော်တော်ကောင်လာရောက်တွေ့ဆုံတာတွေဆက်သွယ်တာမျိုးတွေကြုံရတတ်တယ်တချို့ကကြတော့ရန်နာပုံကိုယ်တို့ပုံကိုယ်မြတ်တွေရအစတချို့ကဘာဝိဇ္ဇာတွေရအစအဲဓာမျိုးတွေနဲ့ဗောနော်ကောင်းသောလူတွေနဲ့စုံစည်းရတတ်တဲ့အဲဂိမ်းတွေရှိတာဖြစ်တဲ့အတွက်အဲတနည်းကလေတာသမီးတို့ဒီ အဲဘာသာရေးလေးကိုဒီကာလမှာဖိဖိစီစီလေးလုတ်ဖြစ်အောင်လုတ်ပေးကြပါလုတ်ပြီးတိုင်းလဲဒေချာလေးအဲကိုနဲ့ balance ပါတဲ့ဟာလေးကိုလဲတိုင်းတဲ့ပြီးတော့အမျှပေးဝေပေးပါဗျာနော်အရေးကြီးတဲ့ကိစ္စလေးရှိတဲ့အမရန်ကံကောင်းမဲ့အထက်ထက်မှာပါလာလို့ဘာလို့လဲဆိုတော့အဲ့လိုပုံကုတ်တွေနဲ့စုံစည်းတွေ့ပြီးတဲ့နောက်ပိုင်းကိုယ့်ရဲ့ခက်ခဲမှုလေးတွေဘလို့ပြဿနာလေးတွေပဲဖြစ်ဖြစ်ကိုယ့်အလိုရှိတဲ့ဆန္ဒလေးတွေတစ်လုံးတစ်ဝပြေဝလာမယ်ဆိုတာဧကမုတ်ချဖြစ်တဲ့အတွက်ဘာသာရေးတွေဖိဖိစီလောက်တာအလိုက်တန်လေးတွေလောက်တာလောက်ပြီးတဲ့အခါတိုင်းမှာလဲအခါတိုင်းနဲ့ဒေချာလေးတိုင်းတဲ့ မေတ္တာပို့ပေးနော်အဲ့ဒါအဲ့ဒါလေးတော့ကျွန်တော်နည်းနည်းလေးထည့်ဖြည့်ပြောခြင်းနဲ့ဒါတော့ပထမဆုံးအလုံနဲ့ပတ်သက်တဲ့ကိစ္စလေးစပြောခြင်းတော့တနင်္ဂနွေတာသမီတွေဒီကလာမှာအလုံမရှိသေးတဲ့သူတွေဆိုရင်အလုံရှာရင်အလုံရမယ်ဆိုတဲ့ကိန်းထဲမှာပါတဲ့သူကအလုံနဲ့ပတ်သက်ပြီးကျွန်တော်စိတ်မပူဘူးအဆင်ပြေတယ်ပြီးတော့ဒီကလာမှာအလုံနဲ့ပတ်သက်ပြီးတော့ပြပနိုင်ငံခီးသွားတဲ့ကိန်းထဲမှာပါတယ်သူကသွားပြအောင်သွားအဆင်ပြေတဲ့ကိန်းလေးတွေရှိတယ်အရင်တော့ကြံ့ကြံ့နေပြီးခက်ခဲနေပြီးဟိုသွားလို့လုံးဝမရဘူးဆိုတဲ့ကိစ္စတွေကအခုကာလမှာဘွားငနဲ့ဆိုပြီးအခွင့်အရေးကောင်းလေးတွေရုတ်တရက်ပေါ်ပေါက်လာပြီးတော့ သွားဖို့အတွက်အခွင့်အကောင်းလေးတွေပေါ်ပေါက်လာလိမ့်မယ်အဲ့ဒီအခွင့်အရေးကိုလက်ကင်ပြုအမိပြုပြီးတော့သွားပြအောင်သွားပြီးအဆင်ပြေတယ်ဟုတ်ပြီနော်အဲ့ဒါပြိပသွားတဲ့ကိန်းရှိတယ်နိုင်ငံခြားခီသွားတဲ့ကိန်းရှိတယ်အခက်အခဲတွေကြားတဲ့ကနေသွားတဲ့အောင်မြင်မှုမျိုးလို့ခေါ်တာပေါ့လေအချိန်တွေကြာကြီးဆောက်ရတဲ့နှစ်တွေကြာကြီးဆောက်ရတဲ့ကာလမျိုးတွေမှာသွားရတဲ့ကိန်းလို့ခေါ်ပါတယ်ဗျာနော်သွားပြအောင်သွားပါအဆင်ပြေပါတယ်ဗျာနော်အနောက်ကဒီကာလမှာအဲတနင်္ဂနွေသားသမီးတွေဘာထက်တွေ့လဲဆိုတော့အလုံးနဲ့ပဲဆက်ပြောရမှာပဲ အဲအစိုးရဝန်ထမ်းတွေဆိုလို့ရှိရင်ယာရုတို့စာအုပ်တွေဘာတွေဖြေထားတယ်ဆိုရင်ဒီကလမှာယာရုတိုးတက်တယ်ဆိုတဲ့အနေထားတွေကြုံရတတ်တဲ့ဂိမ်းရှိတယ်။ယာရုတိုးတက်တယ်ပေါ့နော်။ယာရုတိုးပြီးတော့တိုးယုံတစ်ခုတည်းမဟုတ်ဘဲနဲ့သူကအပြောင်းအရွှေ့ပါဖြစ်လာတတ်တဲ့ဂိမ်းရှိတယ်။တခုတော့ကျွန်တော်အဲ့ဒါလေးနည်းနည်းစိတ်ပူတယ်အဲ့ဟိုအစိုးရဝန်ထမ်းတွေဆိုခဲ့ရင်အန္တရာယ်ဒေသမကင်းတဲ့နေရာဒေသမျိုးတွေစစ်မှီရာဒေသနေရာမျိုးတွေကိုသွားပြီးတော့ပြောင်းရွှေ့အဲတာဝန်ကျတာမျိုးတွေဖြစ်တတ်တဲ့ဂိမ်းတွေမှာ ပါတော့တစ်ချက်တော့သတိထားပေးစေချင်တယ်။ဟိုတချို့ခုနကပေါ့အပုဂ္ဂတုပုဂ္ဂမြင်နေတဲ့စုံသီးရတဲ့ဘာသာရေးမှာတစ္ဆာမြတ်တာတွေနဲ့သွားနေရတဲ့ကာလမျိုးမှာကိုယ်ပက တခုခုဖောက်ပြက်မိတာရှိလို့ရှင်တိုင်စာပစ္စာတွေဂျုံရတာတွေအဖန်းစီအစစ်စစ်အမင်းများခံရတာအမှုကင်းဖြစ်သွားတာမျိုးတွေဂျုံရထက်တဲ့ကိန်းရှိတဲ့အတွက်အယောစားကြီးလုံးနဲ့လုံးဝအဲရလာတဲ့အခွင့်အကောင်းတွေကိုအတုံးချပါအတုံးချရတဲ့ဆိုတဲ့အခါမှာမကောင်းတဲ့နေရာတွေမှာအလွဲသုံးသားမလုပ်မိစေနဲ့လုပ်မိလို့ရှင်ပြန်ပြီးပေးဆက်လိုက်ရရင်အကြီးကြီးဖြစ်ရတယ်အချက်တကွဲအကျိုးနဲ့တွေအမှုကင်းရင်ဆန်ရတာမျိုးတွေအစီရန်ဖြစ်တာတွေဒါတွေအစားလာတဲ့ကိန်းတွေတော့ဖြစ်လိမ့်မယ် အဲ့လိုမှမဟုတ်ဘူးခုနကလိုပဲတစ္ဆာမြစ်တာနဲ့သွားမယ်ဘာသာရေးနဲ့ပတ်သက်ပြီးဒီကနေ့မှဖိမိစည်းလုပ်မယ်ကောင်းမယ်ဆိုရင်ကောင်းတဲ့သူတွေရဲ့ကုညီမှသာမှုတွေရတာဖြစ်တဲ့အတွက်အခက်ခဲတွေကြားတွေကနေလက်ရှိရောက်နေတဲ့အဆင့်တန်းကိုနောက်တစ်ဆင့်မြင့်သွားမယ်ဆိုတာလေးပြောချင်တယ်နော်ဟိုတချို့လေးတွေကြတော့ကံတာကောင်းကျင်ကြတာပေါက်ခရတွေရှောက်လို့ပြီးတော့ကံကောင်းဖို့ထိုင်ဆုတောင်းကြတော့ဒါကြီးကမဖြစ်သင့်ဘူးလေနော်အဲ့ဒါလေးခရူးဆိုင်ပေးပါနောက်ထပ်အရေးကြီးတာလေးမှသိရရှိပါနဲ့အဲ့ဒါဘာလဲဆိုတော့ငွေကြေးပေါ့အဲဒီကနေ့မှတချို့ဒီလူကြီးမိဘတွေဆိုလို့ရှိရင်လေကိုမမျောနေတာနဲ့ကိုရဲ့ဝေးကွာနေပြီဖြစ်တဲ့ကိုရဲ့တပည့်တပန်ဟောင်းတို့တခြားဟို ဘယ်လိုပြောမလဲတာနမီတို့နော်ဒါမျိုးတွေကကိုယ့်ကိုပြန်ဆက်သွင်းလာပြီးတော့ကိုယ့်ကိုအဲကြောတာမျိုးလေးတွေပေါ့အကြုံအတက်တဲ့ဂိမ်းရှိတယ်သူ့အနေထားနဲ့သူအဲအဲ့လိုမျိုးမုံမြတ်မြတ်ရတဲ့ပတ်စံလေးတွေပစ္စည်းလေးတွေအဟာရဒါနလေးတွေစသည်အဖြစ်ဝင်ရောက်လာမယ်ဆိုတဲ့ဂိမ်းခန်းထဲမှာပါတဲ့တို့ကအမရန်ကောင်းတယ်မုံမြတ်တယ်ရလို့ရှိရင်ရတဲ့ပစ္စည်းလေးတွေကိုအူဖျားစားသုံးတာထက်ဆိုင်ပထမဦးဆုံးအဖျားဆွတော့ကတ်တာတွေအဲဒါမျိုးလေးတွေလုတ်ပြီးသွားမှကျန်တာလေးတွေကိုကို့အတွက်အသုံးပြုပေးပါလို့ကျွန်တော်မှာကြားချင်ပါတယ်ဗျာနော်ထားတော့ နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပြောချင်တာဒီကလာမှာလွတ်လပ်ပါလေးတွေရှင်းလာလိမ့်မယ်အဲအလိုလိုနေနဲ့အငွေဝင်တတ်တဲ့ကိန်းတွေရှိတာဖြစ်တဲ့အတွက်အမရန်ကောင်းတယ်တခုတော့ရှိတယ်ပတ်စံဘလောက်ဝင်ဝင်မမြဲတာမျိုးလေးတွေကတော့ဖြစ်တဲ့တဘာဝရှိတာဖြစ်တဲ့အတွက်အဲ့ဒါလေးကတော့နည်းနည်းလေးသိခံမယ်ငွေရလို့ရှိရင်အဖတ်တင်အောင်တခုခုလုပ်တာပါအဲပို့ပြီးတော့အဆင်ပြေတဲ့သူတွေကတော့ အိမ်သက်ဝရမျိုးတွေအိမ်ပြင်တာတွေအိမ်ဆောက်တာတွေအိမ်အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီးလောက်ဆရာရှိတာလောက်ပေါ့လေအငွေချင်းနဲ့ပတ်သက်ပြီးတော့အဲ့ထက်တမသုံးဆွဲမယ်ဆိုရင်အဆင်ပြေတယ်အိမ်ချမ်းမြေရောင်းဝယ်ရေးတွေဝယ်ရောင်းတွေလုပ်လို့ရတဲ့အနေအထားရှိတဲ့အတွက်လုပ်ပြအောင်လုပ်ပေးပါဗျာနော်လက်ထက်ထားရင်တော့ကိုเจ้าမကုံတော့မှသားသမီးเจ้าဆွေမျိုးကြီးကုံမှာတော့ငွေကုံချေချများသွားတာမျိုးတွေဖြစ်တဲ့အတွက်သတိလေးထားပေးပါဗျာနော်အဲနောက်တစ်ခါဗတ်ထပ်ပြောချင်တာလဲဆိုတော့ကျမ်းမာရေးကျမ်းမာရေးမှာတနေ့ကနေသားသမီးတွေဒီကလာမှာကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်အဲမျက်စိနဲ့ပတ်သက်တဲ့ဟာလေးတွေတော့ဖြစ်တဲ့တယ် နောက်တစ်ခုကလေခါနာတာခြေထောက်နာတာဖြစ်ရင်သူကကြောက်ကန်တဲ့ပတ်သက်ပြီးသွားထိတက်တက်အထူးသတိထားပေးအဲ့တော့မျက်စိရဲ့ခါခြေထောက်ကြောက်ကတ်ဆိုပြီးသွားထိတက်တက်ခြင်းရှိတယ်အပြင်လေးပိုင်းသွားလာရင်တစ်ချက်သတိထားပေးပါအာခွေးတွေပါလေကတ်တက်တာမျိုးလေးတွေဖြစ်တဲ့ကားနဲ့ပတ်သက်ပြီးပုတ်မိမိလို့ဖြစ်သွားတာလေကားတိုက်မိမိလို့ဖြစ်သွားတာကားတိုက်မိတာဒါမျိုးလေးတွေဖြစ်တတ်တဲ့ခြင်းရှိတယ်နော်တစ်ချက်လေးတော့သတိထားပေးပါအဲဒီကလာမှာအခြေအိမ်တော်ဝင်တဲ့ပတ်သက်ရင်တော့ကောင်းကားလေးတွေရောဆိုးရွားလေးတွေရောယောနေတယ်အကောင်းလေးတွေကိုယူဖို့ ချစ်သူလုံးဝမရှိတဲ့သူတွေဆိုရင်ချစ်သူရရတဲ့ gain ရှိတယ်ရတယ်လက်ခံလို့ရတယ်ကိစ္စမရှိဘူးသေချာလေးစီစီရွေးချယ်ပြီးတော့ထားပါချစ်သူမရှိတဲ့သူတွေချစ်သူရရတဲ့ gain ရှိတယ်ချစ်သူရှိတဲ့သူတွေကလည်းမင်္ဂလာဆောင်အိမ်အောင်ကြရတဲ့ gain ရှိတဲ့အတွက်အမရန်ကောင်းတယ်ဒီကလာမှာကြာရင်အေးအေးချမ်းချမ်းဖြစ်သွားလိမ့်မယ်အဲ့တော့သေချာလေးကြလို့ရတယ်မင်္ဂလာကိစ္စတွေတချို့ကပြောဆိုဆွေးနွေးရတယ်တချို့ကတော့ကိုယ်ကိုယ်တိုင်ရောတိုက်ရိုက်မကြဘူးလေဘာဖြစ်လဲမင်းဟိုတဆင့်ကံပေါ့ကိုကြီးကိုမောင်တော်တရားရောက်လို့တော့ကိုပါလိုက်ပါလိုက်ပါလုပ်ပေးရတာမျိုးတွေဖြစ်တဲ့ gain ရှိတာပေါ့နော်အာတခုတော့ရှိတယ်အဲအဲ့ဒါဘာမှကျင်တာလဲဆိုတော့ အဲချစ်သူလိုချင်တဲ့သူတွေအိမ်အောင်ကြားချင်တဲ့သူတွေဒီကလာမှာနော်ဟိုဟာလူများမင်္ဂလာဆောင်မှာဥပမာပေါ့အဲသူတို့သမီးအရန်တွေပါလေဝင်လို့ပြလိုက်လို့ချင်းကိုကိုတိုင်အိမ်တိုင်းဝင်ကြတော့ပဲနဲ့အဲ့လိုမျိုးကိန်းချီသွားတာမျိုးလေးတွေဖြစ်တဲ့တဲ့ကိန်းချီတော့တချက်တော့သတိထားပေးပါလို့အကြံပေးချင်တယ်နော်အဲကျမညာလို့စေုံစေကန်တွေပါပြရင်တနင်္ဂနွေသားသမီးဆရာဝန်နဲ့ပဲပြမယ်စေုံစေကန်နဲ့မနေပါတနင်္ဂနွေနာနဲ့မဲ့တာလေစေုံစေကန်တွေကိုပဲအဓိကထားပြီးပြပေးမယ်နော် ဘဒရဒူဘဒူပဲဖြစ်ဖြစ်ထပ်ပြီးသတိထားဖို့လိုတာကတနင်္လာသာသမီကြာသာရေးသာသမီတွေဒီကလာမှာစိတ်တော်ကပေးလိမ့်မယ်သူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပင်ပန်းလူပင်ပန်းပြဿနာလေးတွေဖြစ်မယ်အထူးသတိထားပေးပါလို့အကြံပေးပါစေအဲဒီကလာမှာဘာပဲလို့လို့တနင်္လာသာသမီအချင်းချင်းအဲတိုင်မြင်ပြီးဆွေးနွေးပြီးလုပ်ဖြစ်အောင်လုပ်ပေးပါသူတို့စီကအကြံဉာဏ်လေးတွေရလာပါလိမ့်မယ်အကူအညီလေးတွေရလာလိမ့်မယ်ဟိုစုပေါင်းဆက်ပေါင်းဆက်လူရှိရာလုပ်ငန်းလေးတွေကအကောင်းဆုံးအကျိုးပေးတာလေးတွေတွေ့ရပါလိမ့်မယ်အောင်ဘာလာ3ရက်6ရက်9ရက်အဲ့ရက်လေးတွေကတော့တော်တော်လေးအောင်မြင်တဲ့ရက်ပိုင်းထဲမှာသွားပါတာတွေ့ရတယ် လက်ညှိုးညွှန်အောင်ရဖြစ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ပွဲတော်တွေမှာသွားလာတာလေးတွေအဲတချို့ကကြတော့ရာလူတို့တဲ့ဂုံတဲ့လေးတွေကြားတာနိုင်ငံနိုင်ငံတခြားခီးသွားတာမျိုးလေးတွေမင်္ဂလာကိစ္စအလူကိစ္စတွေမှာကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ရတာတွေကအစကောင်းတဲ့ဟာလေးတွေနဲ့ဖက်တန်းလိမ့်မယ်အောင်တော်ဘာက၄ရက်၅ရက်အဲ၈ရက်၉ရက်အဲ့ရက်တွေမှာတော့အညံ့လေးတွေရှိတယ်တစ်ချက်သတိထားမယ်လူရင်းလူယုံဒုက္ခပေးတတ်တယ် အက်ဆစ်ဒန့်လေးတွေဖြစ်အဲထိမိခတ်မိတာလေးတွေဖြစ်စေအကြောင်းအကြောင်းကြောင့်ကိုကဘာမှမလုပ်ရင်တော့မှနည်းနည်းလေးအထင်မြင်အလွဲခံပြီးတော့စကနာထိုးခံတာလေးနောက်ွယ်မှာမကောင်းအပြောခံတာလေးတွေဖြစ်ပြီးတချို့တွေဆိုတော့မှအဲရုံရောက်ကြောက်အဖမ်းစီအဲ့လိုမျိုးခံရတဲ့ကိစ္စမှာသွားပါတဲ့အတွက်သွားရလာလာနေတာထိုင်တာလေးတွေအရက်ပိုင်းမှာအထူးသတိထားပေးပါအဲ့တော့ကန်ဒီယာရဲ့ထောက်ပံ့မှုအပြည့်အဝရအောင်ပန်းအောင်ချက်သွေးအောင်အနီအောင်ငွေအောင်ခက်အောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်အုံညုံအုံပန်းအောသာညုံအောင်တပေပန်း သစ္စာဘာနုကိုမိမိတို့ယုံကြည်ကိုဝယ်တဲ့ဖရာမှာဖရာပန်းကရပဲဖြစ်ဖြစ်အနေအဲ့ခါနေမှာအလဘောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ကြုံရတဲ့အညံ့လေးတွေกินပြီးကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်အဲရရရာလေးနေနဲ့ဘာလို့တင်လဲဆိုတော့အဲရန်တောင်ရတွေဖြစ်စေသို့မဟုတ်မိမိတို့ရဲ့မိဘဆရာသမားတွေကိုဖြစ်စေပေါ့နော်အဲ့ဒါတွေကိုအားစေးနဲ့တစ်တီးဝလံလေးတွေနဲ့နော်ဒါနာပြုလူတန်းပြီးတော့အဲကြော့ပေးပါအဲ့လိုလိုချင်းအားဖြင့်ကိုယ့်ရဲ့ငွေကြေးစီးပွားလှလာပါလေဒီကုန်ချင်းလေးတွေလက်ရှိအဆင့်နဲ့နောက်တစ်ဆင့်မြင့်မာတော့ပါလိမ့်မယ် အဲကြုံရတဲ့အညံလေးတွေပြေပြောက်ခြင်းလဲဆိုရင်တော့အဲလမ်းမလမ်းပြရပါလေစားမဲ့တောင်းမဲ့ခွေးလေးတွေကိုကြက်တာဟင်းလေးနဲ့တသူမဟုတ်ငါးဟင်းလေးနဲ့ပေါ့နော်တနင်္လာနံအသားလေးနဲ့ပေါ့နဲ့ဖတ်ပြီးတော့ကျွေးပြအောင်ကျွေးလိုက်ပါဒါဆိုတော့ကြုံရတဲ့အညံလေးတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်အဲတနင်္ဂနွေတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါ